မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့ရန်ကုန်လင်းစိတ်မှာပြုပြင်မှုတွေပြုလုပ်နေတဲ့အတွက်ဒီနေ့ကစလို့နှစ်လကြာတဲ့အထိညာဘက်တွေမှာ ပိတ်ထားတော့မယ့်အကြောင်းဖော်ပြပေးခြင်းပါတယ်ရန်ကုန်ပြည်ပဆိုင်ရာလင်းစိတ် WIA မှာလင်းရင်ပြင်းလန်းကြောင်းပြုပြင်နေတဲ့အတွက်အော်ဘာ29ရက်ကစလို့လင်းစိတ်ကိုည12နာရီကနေမနေ့6နာရီတွင်မှယာယီပိတ်ထားမှဖြစ်တယ်လို့လင်းလက်မှတ်အယောင်ဌာနတွေစီကနေသိရပါဗျ။ ညပိုင်းလေရင်ပြန်တန်းခွင့်ပိတ်ထားတာကိုအောက်တိုဘာ29ရက်ညပိုင်းကစလို့ဒီဇင်ဘာ31ရက်နေ့အထိအချိန်2လကြာယာယီပိတ်ထားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဟုတ်တယ်လေပြေလန်းချောင်းပြုတ်ပြန်မှာမလို့ညဘက်ကိုလင်းရင်နေပြန်တန်းခွင့်ပိတ်ထားတာပါ။ဒါကြောင့်သူတို့ကန့်တက်လိုက်တဲ့အချိန်မှာပြေးဆွဲဖို့စီစဉ်ထားတဲ့လင်းရင်တွေက အချိန်တွေကိုရှေ့တူလိုက်တာရှိတယ်လို့အနောက်ကိုရွှေ့လိုက်တာမျိုးလည်းရှိပါတယ်။ခီးသွားမဲ့သူတွေတေချာစုံစမ်းကြပါလို့ပြည်ရင်းပြည်ပလင်းရင်လက်မှတ်အယောင်ဌာနတာဝန်ရှိသူကဆိုပါတယ်။ညပိုင်းလင်းရင်ခီးစဉ်နေဖြတ်ထားတဲ့သူတွေကတော့အခုလိုဆက်ပြီးပြောပြလာပါတယ်။တချို့ဖုံးဆက်ရတဲ့သူတွေလည်းရှိတယ်။အဲဒါကြောင့်လက်မှတ်ဝယ်ထားတဲ့သူတွေဘက်ကလည်းရက်နဲ့အချိန်ကိုစစ်ဆေးပြီးတော့ ကိုလက်မှတ်ဝယ်တဲ့စီကိုစုံစမ်းဖို့လိုတဲ့အခုကပြင်ပအခင်းစဉ်အတွက်ပဲတက်ရောက်တယ်။ပြည်ရဲ flight ကညာဘက်မရှိဘူးလို့ခီးသွားလုပ်ငန်းနဲ့လင်းလက်မှတ်အယောင်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူကဆိုပါတယ်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာတော့လင်းပြေးလန်းချောင်းပြုတ်ပြနေတာကြောင့်လေချောင်းခီးစဉ်တွေအချိန်ပြောင်းလဲပြေးဆွဲထားကြောင်းကိုလည်းမြမအမျိုးသားလေချောင်းလိုင်း MAI ကဒီနေ့မှအတည်ပြုထားတာတွေ့ရပါတယ်။ခီးသည်တွေအနေနဲ့မိမိတို့ဝယ်ယူထားတဲ့ခီးစဉ်အတွက် အသည့်ထက်မှန်ပြောင်းလဲထားတဲ့ခီးစဉ်အခြေအနေကို လေရင်မထွက်ခွာပြီးပြန်လဲဆက်စည်ကြဖို့နဲ့ transit ခီးစဉ်အတွက်တခြားလိုအပ်တဲ့စီစဉ်မှုတွေပြုလုပ်ပေးထားဖို့ MBI ကအသိပေးထားတာလည်းတွေ့ရပါတယ်ရှင် ဆက်လက်ပြီးတော့လည်းအထူးမိုးလေဝသသတင်းကိုဖော်ပြပေးကြပါရစေ2025ခုနှစ်အောက်တိုဘာ29ရက်နေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွာချက်တွေရအရှိဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှိန်ကြောင့်လည်းကကမ္ဘာ့ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လည်းက31ရက်စေလာ2025ကနေ9ရက်17လ2025အတွင်းမှာတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရ ရာကျဲကျဲနဲ့နေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဗိုးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာဆဲဆဲကနေနေရာအနှံ့ပြမိုးထစ်ကြုံရွာသွားပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်ပါရတယ်။ အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့နေတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကျုံတာမိုးကျိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာလျှက်တစ်ပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေတာမှရှိတဲ့ကုန်းမြေဒေတာအနေနဲ့နေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်ရဲ့ မြင်းငယ်ချောင်းငယ်တွေနေထိုင်ကြတဲ့သူတွေအနေနဲ့လည်းရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရေးလေချောင်းပြန်တမ်းရေးနဲ့ဆယ်မြောင်းတပ်မှန်တွေအနေနဲ့လည်းလိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါရဲ့ရှင်။ဒါအပြင်မူလဝတ္ထုတွေတည်အွန်လိုင်းကလည်းပင်လယ်ပြင်ကထူးခြားမူလဝတ္ထုအခြေအနေတွေကိုဖော်ပြလာခဲ့ပါရဲ့။ အော်တိုဘား29ရက်ည7:10မိနစ်ချိန်မှာအခုလိုထုတ်ပြန်လာတာပါအော်တိုဘား30ရက်မနက်ပိုင်းမှာတော့ပြည်နယ်နိုင်ငံတောင်ပိုင်းကဲရက်အနီးကလေဝေလိုက်ဟာအနောက်ဘက်ထိုင်းပင်လယ်ကွေ့တွင်းကိုဆက်လက်ရွေးရှားပြီးတော့အော်တိုဘား31ရက်ညပိုင်းမှာဘိမ်းမြို့တောင်ဘက်ကဖြတ်တန်းပြီးတော့ကပ်ပလီပင်လယ်ပြင်ကိုဝင်ရောက်လာနိုင်ပါတယ်ဒီကမှတက်စီအနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့နိုဘာ1ရက်မနက်မှာတော့ကိုကိုကျောတောင်ဘက်ကနေတက်စင်ဘင်္ဂလားပင်လယ်ရောအရှေ့လယ်ပိုင်းကိုဆက်လက်ရွေးရှားရောက်ရှိပါမယ် လေဝေလိုင်းဟာပုံမအားကောင်းပြီးတော့ AR တိုင်းနောက်ဘက်ကိုင်ယိုရန်ဒီမှာစောင့်ကြည့်ရမယ်လေဝေလိုင်း invert sister တကူဖြစ်လာနိုင်တဲ့ကြောင်း ECNWF icon နဲ့ GFS model တွေကကြိုတင်ခန့်မှန်းချက်မှလည်းတွေ့ရပါတယ်။အိန္ဒိယနိုင်ငံ Antarctic ကမ်းခြေကိုဖျက်ကျော်ဝင်ရောက်ခဲ့တဲ့ cyclone ပုံနိုင် Montan ကတော့ cyclone ပုံနိုင် Montan ရဲ့အကျဉ်းကြံတွေဟာမြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့နောက်6နာရီတွင်မှကုန်းလေးလေပြင်းအားနဲ့ရောင်းဝအဖြစ်နဲ့အားပြော့သွားနိုင်တဲ့ကြောင်းအိန္ဒိယမလို့တာဌာန ခံမှန်းထုတ်ပြန်ထားပါတယ် ECNW ရဲ့ icon နဲ့ GFF ကြိုတင်ခံမှန်းချက်အရတော့ Nova 3ရက်နဲ့4ရက်နေ့တွေမှာတော့ဘင်္ဂလားပဲလို့အရှိလေပိုင်းမှာဖြစ်ပေါ်နေတဲ့လီဘီအာနဲ့ရောင်ဝံကြောင့်ပဲ Rockai ပြည်နဲ့အရာရီတိုင်းနဲ့မွန်ပြည်နယ်သတင်းနိုင်တိုင်းရဲ့ကာယရန်ဒေတာတွေမှာမိုးများနိုင်ပြီးတော့ခုနှစ်ရက်အတွင်းမိုးရေချိန်ဟာ၃လမကနေ၄လမအထက်ထိရွာသွန်းရရှိနိုင်ကြောင်းလည်းခံမှန်းထားပါတယ်ချင်းပြည်နယ်ကရင်ပြည်နယ် ပကိုးတိုင်းနယ်ရန်ကုန်တိုင်းမှာတော့9ရက်တွင်မွေးကြီးဟာ2လက်မနီးပါးကနေ3လက်မနီးပါးထိရွာသွန်းရရှိနိုင်ပြီးတော့နေရာကွက်ပြီးမိုးသည်ထန်နိုင်တာကြောင့်အောက်တိုဘာလ30ရက်ကနေလမ်းမဲ့နိုဘာ9ရက်အထိ9ရက်တာကာလအတွင်းမှာစပားရိတ်သိမ်းနေတဲ့နေလန်းတဲ့သူတွေပဲဆိုင်တောင်သူတွေမျိုးကျဲတာတွေကိုမိုးလေဝသအခြေအနေကြည့်ပြီးတော့ဂယူဆိုင်ဆောင်ရွက်ကြဖို့လည်းတိုက်တွန်းလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မကွေးတိုင်းမှာအောက်တိုဘာလ29ရက်ကနေနိုဘာလ4ရက်ထိမိုးလေဝသအခြေအနေခန့်မှန်းချက်ကိုဖော်ပြပေးကြပါမယ်။ ။ပင်လယ်ပြင်ကထူးခြားတဲ့မိုးလေဝသအခြေအနေမှာတော့ဘင်္ဂလားပင်လယ်ဩဂါဆန်ကလုံးမုန်တိုင်းမှန်တာကတော့အောက်တိုဘာ28ရက်ညမှာအိန္ဒိယနိုင်ငံအန်တာပရဒိတ်ကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးတော့ကုန်းတွဲလေပြင်းအားနဲ့ရောင်းဝန်ကုန်းတွဲလေပြင်းလိုက်ဖြစ်တဲ့မြောက်ဘက်ကိုဆက်လက်ရွေ့ရှားကနိုဘာ2ရက်မှာဘင်္ဂလားဒေ့နိုင်ငံမြောက်ပိုင်းထိဆက်လက်ရွေ့ရှားနိုင်တဲ့ကြောင်း ECNW မော်ရဲခမ်းမန်းလှမ်းကြောင်းမှတွေ့ရပါဗျ။တောင်တိုးပင်လယ်ကဗီယက်နမ်နိုင်ငံတောင်ဘက်ကန်ယူ ကန်နီးပင်နယ်ပြင်မှာတော့ဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာအနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အောက်တိုဘာ30ရက်နေ့မှာတော့ထိုင်းပင်လယ်ကွေ့အတွင်းကိုရောက်လာနိုင်ပြီးတော့အနောက်ဘက်ကိုဆက်လက်ရွေ့ရှားကသတင်းနိုင်တိုင်းဘဲမျိုးတောင်ဘက်ကဖြတ်တက်ပြီးတော့ကပလီပင်နယ်ပြင်ကိုအောက်တိုဘာ31ရက်နေ့မှာဝင်ရောက်ပါတယ်။ကပလီပင်နယ်ပြင်ကတဆင်အနောက်အနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတဲ့နောက်နိုဘာ1ရက်နေ့နေ့လယ်ပိုင်းမှာတော့ဘင်္ဂလားပင်လယ်ကိုအနောက်အလယ်ပိုင်းပင်လယ်ပြင်ကိုကိုကိုကျွန်းနဲ့မော်တင်စွန်းချကဖြတ်တက်ပြီးတော့ရွေ့ရှားဝင်ရောက်ပါမယ်။ဆိုက်ကလုန်းမုန်တိုင်းမွန်ထားရဲ့အကျဉ်းကျန်တဲ့ ်ဒင်္ဂလာပင်လယ်အရှေ့လယ်ပိုင်းကိုဝင်ရောက်နိုင်တဲ့လေပွေလိုင်းတွေရဲ့တက်ရောက်တာကြောင့်အော်တိုဘာ30ရဲ့ညကနေစတင်လို့နိုဘာပထမပတ်အကုန်ဆုံးတဲ့အထိမြန်မာနိုင်ငံအနှံ့မှာမိုးနဲ့ငယ်ကနေမိုးတဲတဲထဲချုံရွာတော့ပြီးတော့နေရာကွက်ပြီးမိုးတဲထမ်းပါမယ်။ အိုက်ဘော်မော်ရဲကြိုတင်ခမ်းမန်းချက်ရရခိုင်ပြည်နယ် ERA တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ချင်းပြည်နယ်မွပြည်နယ်နဲ့သတင်းနိုင်တိုင်းတွေမှာတော့9ရက်တွင်မွေးချိန်ဟာနှစ်လက်မနဲ့အထက်ကနေလေးလက်မနဲ့အထက်ထိရွာသွန်းရရှိနိုင်ပြီးတော့အထက်ပါတိုင်းဒေသတွေအတွင်းနေရာကွက်ပြီးမိုးသက်ထန်တာတွေရရှိပါရတယ်။မကွေးတိုင်းတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်မှာတော့မကွေးတိုင်းမြောက်ပိုင်းကံကောပခုတ်ကူဒေသတွေမှာတော့မိုးရွာသွန်းမှုအများဆုံးဖြစ်ပြီးတော့9ရက်တွင်မွေးချိန်ဟာ3လက်မကနေ4လက်မ ရွာသွန်းရရှိမယ်လို့လည်းဆိုပါရယ်မကွေးတိုင်းအလဲပိုင်းမြေပြန့်ဒေသမကွေးနဲ့မဲပူးမြို့အနီးဝင်းကျင်ဒေသတွေမှာတော့မိုးတင့်တင့်ရွာသွန်းပြီးတော့9ရက်အတွင်းမွေးကြေးဟာနှစ်လမကနေသုံးလမထိရွာသွန်းရရှိပါပဲမကွေးတိုင်းတောင်ပိုင်းမင်းတုံးနဲ့တောင်တွင်းကြီးဒေသမှာတော့မွေးကြေးအနည်းဆုံး9ရက်နှစ်လမအောင်တစ်လမအထက်ရွာသွန်းရရှိပါတယ်အပူချိန်လေးတိုင်းတော့လေတုဆူထိုင်းစားနဲ့လေတုညဉ့်ညံ့မှုအခြေအနေကတော့ဒီတစ်ပတ်အတွင်းမကွေးတိုင်းအမြင့်ဆုံးဒီတစ်ပတ်အတွင်းမကွေးဒီတစ်ပတ်အတွင်းမကွေးတိုင်းရဲ့အနှိမ့်ဆုံးအပူချိန်ကတော့ အနည်းဆုံးညဘူးချိန်က23ဒီဂရီမှရှိပြီးတော့နေရဘူးချိန်တွေဟာတိတိတသာကျဆင်းမယ်လို့လည်းဆိုပါရယ်။မကွေးမြို့ပွင့်ပြူမြို့ဆင်ပြူကျွန်းမြို့စိတ်ဖြူမြို့ကျောင်းတော်ရတက်နှင့်အောင်သာမြို့မင်းဘူးမျိုးတွေမှာတော့အော်တိုဘာ30ကနဲ့14မျိုးမင်းဘူးမျိုးတွေမှာတော့အော်တိုဘာ30ရက်ကနဲ့နှောဘာတရက်အတွင်းမှာခန်းစားရတဲ့အပူချိန်ဟာ39ဒီဂရီကနဲ့40ဒီဂရီထိရှိပါတယ် မကွေးမြို့အလဲပိုင်းမြို့နယ်များရဲ့လေရုဆိုတိုင်းစား90ရာခိုင်နှုန်းရှိပြီးတော့တောင်ကုန်းထုတ်တတ်တဲ့ဒေသတွေ ERI မြစ်ကန်နီဒေသတွေကလေထုဆိုတိုင်းစား60ရာခိုင်နှုန်းကရှိပါတယ်။မကွေးတိုင်းဒေသအားလုံးမှာတော့ညာပိုင်းနဲ့မနက်အစောပိုင်းလေထုဆိုတိုင်းစားကတော့80ရာခိုင်နှုန်းရှိနေပါတယ်။မကွေးတိုင်းရဲ့ပြင်းပြလေထုညဉ့်ညမ်းမှုအညွန်ကိန် AQI level ကတော့80ကနေ100အသင်းတင့်မှရှိနေပြီးတော့အန်ရရှိတဲ့ level မဟုတ်လို့စိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။မကွေးတိုင်းတွင် AQI ညွန်ကိန်းတွေဟာ ရေတပတ်ကထံမြင့်တက်လာတာကိုတွေ့ရတဲ့အတွက်တောင်ယာမီးရှို့တာနဲ့ရိုးပြက်တင်မီးရှို့တာကိုလျှော့ချတဲ့နယ်လို့လည်းဆိုပါရရှင်